မင်္ဂလာပါဒီချက်တီနာဖြစ်ပါတယ်ဒီချက်တီနေ့တင်မှာ Great 12 Maths ရဲ့ Chapter 7 Lee Trigonometric Function အပိုင်းမှာရှေ့မှာ Sin graph နဲ့ Cos graph တွေကပြီးခဲ့ပြီဖြစ်ပါတယ်အခုတင်မှာကတော့ Tan နဲ့ Cot graph လေးကို ရှင်းပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ ten graph နဲ့ god graph အတွက်ကိုကြည့်ရအောင်အဲ့တော့ထုံးစံအတိုင်းဆိုရင်ဒီရှရုကအရင်ဆုံးသူ့ရဲ့အခြေခံ graph ဖြစ်တဲ့ ten ကိုစဉ်းစားတဲ့အခါမှာ point အရင်စဉ်းစားရမှာပေါ့နော် point ရမှသာလေ graph ကိုဆွဲလို့ရမှာဖြစ်တဲ့အတွက် tangent ဆိုရင်ကဒီချရုကဘယ်ဟာနဲ့စဉ်းစားမလဲဆိုရင် ten ဆိုတာကဘာလဲ sin by cos ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ sin x by cos x နဲ့စဉ်းစားရမှာဖြစ်တယ်နော် ပေးတဲ့တန်ဖိုးကတော့5 key point အတွက်မှာဒီချရိုက1 circle အတိုင်းပဲပေးမယ်0ကနေတပတ်လေဖြစ်တဲ့2 point အထိပေးမယ်ပေါ့နော်1 unit circle အတိုင်းပေးမယ် ဒါဆိုရင်အရင်ဆုံးတစ်ချက်ဘာပေးမလဲ0ပေးမှာဖြစ်တယ်เนาะအဲ့တော့ရှေ့မှာတီးခဲ့တဲ့ကလေးတွေကဒါကြီးခဲ့ပြီးသားဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီချက် channel လေးကိုတစ်ချက်မိတ်ဆက်ပေးပါအောင်မယ်အခုမှတွေ့တဲ့ကလေးတွေအတွက်ပါဒီချက်က grade 10နဲ့11 12ကိုပညာဌာနတင်ပေးနေတဲ့ channel ဖြစ်ပါတယ်အဲ့တော့ grade တစ်ခုမှ12ရောက်မှသာလဲနင့်ကတွန်းပြီးတော့မှမိဘဆရာအကြောင်းသားအားလုံးဟာဒီ12တစ်နှစ်ထဲမှာမှတွန်းရင် မရနိုင်ပါဘူးအခြေခံကောင်းခဲ့တဲ့ကလေးအတွက်ကတော့လွယ်ကူပါတယ်เนาะအခြေခံမကောင်းခဲ့တဲ့ကလေးဆိုတာကသူကအောက်တန်းကလေးကဒီစရုပ်ရဲ့တင်ချ concept တွေဟာတစ်ခုနဲ့တစ်ခုဟာချိတ်ဆက်နေတာဖြစ်တဲ့အတွက်သူ့အတန်းနဲ့သူ့စာကြည်လာမှသာလေတင်ချဟာပိုင်နိုင်ပြီးတခမ်းပြီးတထမ်းတထမ်းပြီးတထမ်းကိုဆက်ပြီးနားလဲပြီးကြည့်ရှုနိုင်မှာဖြစ်တယ်အဲ့တော့ကိုကဒီအောက်ကအတန်းတွေမှာသူ့အတန်းနဲ့သူ့စာကိုကိုမပိုင်နိုင်ခဲ့ရင်တောင်မှ grade 10 11 12တုံးတန်းကတော့တုံးတန်းလုံးကြည်ခဲ့မှသာလင်ကလေးတို့အတွက်လွယ်ကူချောမွေ့စေမှာဖြစ်ပါတယ်အဲ့တော့12အတွက် math ဘာသာရဲ့အတွက်တာတိကျပြောခြင်းဖြစ်ပါတယ် math အတွက်ဟာ grade 10ဟာ အရေးကြီးဆုံးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့10ထဲမှာ12မှာပါမဲ့အခြေခံတွေအများကြီးချိတ်ဆက်နေတာဖြစ်တယ်ဒါကြောင့်မလို့ grade 10ကိုကောင်းကောင်းကြည်ခဲ့တဲ့ကလေးစာကြည်ခဲ့တဲ့ကလေး chapter အစုံကြည်ခဲ့တဲ့ကလေးဟာ11လဲ AACC လိုက်နိုင်မှာဖြစ်တယ်လို့12အတွက်လည်းဆက်ပြီးတော့မှเอ่ออสินปิปิไล่နိုင်มาဖြစ်တယ်ဗောเนาะဒါကြောင့်မလို့12 12အတွက်ဟာแท้စင်အတွက်10ငါအရေးကြီးတာဖြစ်လို့ဒီချက် grade 10ကနေစတင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ကိုကပုံမှန်အတိုင်းမကြည့်ခဲ့ရင်တော့10လေးကိုအဲကြည်စီချင်တဲ့ဆန္ဒနဲ့10ကနေဒီချက်စတင်ပေးထားတယ်အသေးစိတ်တင်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီချက် channel playlist ထဲမှာ grade 10ကနေစပြီးကြည့်လို့ရတယ်ဆိုတော့အဲအတန်းသုံးတန်းလုံးလေးကိုကြည်အောင်ဂယူဆိုင်ဖို့အတွက်တချင်အကြံပြုချင်တာဖြစ်ပါတယ်။ကဲအဲ့ဒါဆိုရင်အခုတချင်တို့ဒါဆက်ကြည့်မယ်ပေါ့။အခုလက်ရှိတင်နေတဲ့ကလေးကတော့ဒီတိုင်းပဲဆက်ကြည့်သွားရင်ရပြီပေါ့နော်။ ဆိုတော့အခုဒီမှာဒီချက်0စပေးမယ်ပေါ့နော်0စပေးမယ်ဆိုရင် 10x လို့ပြောလိုက်ရင် sin x cos x နဲ့စဉ်းစားမှာမို့လို့ဒီ0ကို sin နဲ့ cos မှာသတ်ထည့်မှာเนาะဒါကြောင့်မလို့ sin 0 by cos 0ဖြစ်တယ်เนาะဒါကလည်း unit circle လေးမှာလည်းကြည့်လို့ရသလို calculator နှိပ်လဲကြားပါတယ်အဲ့တော့အဲ့ဒီမှာ cos 0 sin 0က0ဖြစ်ပြီး cos 0က1ဖြစ်တယ်เนาะဒါကြောင့်မလို့0 by 1မို့လို့အဖြေက0ပေါ့ เนาะ tangent က0.1ဆိုတော့0တခါပါပေးမလဲပိုင်ပိုင်ဒူးပေးမယ်ပိုင်ပိုင်ဒူးပေးရင်လည်းအဲ့လိုပဲ sin ပိုင်ပိုင်ဒူးပိုင် cos ပိုင်ပိုင်ဒူးဖြစ်မှာဖြစ်တယ်เนาะ cos ပိုင်ပိုင်ဒူးဖြစ်မှာဖြစ်တယ်ဒါဆိုတော့ sin ပိုင်ပိုင်ဒူးက1ရတယ် cos ပိုင်ပိုင်ဒူးကပါလဲ0ရတယ် ။ဒါဆိုတော့အဖြေက1.0ဖြစ်သွားတဲ့အတွက်တချို့တို့မှာဘိုင်းချီဟာဘာဖြစ်လို့မရဘူးလဲ။0ဖြစ်လို့မရဘူး။အဲ့တော့ဒီမှာ10 graph နဲ့ cos graph cot graph မှာကဘာတွေပါလာမလဲဆိုတော့ဒီဘိုင်းချီ0ဆိုတဲ့တန်ဖိုးလေးပါလာမှာ။ပိုင်းခြေက0ဆိုရင်ဒီချရရဲ့တင်ချာမှာ undefined ဖြစ်သွားတယ်ပေါ့เนาะဒါကြောင့်မလို့ undefined တန်ဖိုးပါလာတယ်ဆိုတော့အဲ့အတွက် grade 10ရဲ့ chapter 4မှာ တင်ခဲ့တဲ့ဒီ asymptote ပေါ့နော် graph က rational function မှာဒီချေလို့တင်ခဲ့တယ်အဲ့ဒါလေးอ่ะနော် asymptote line ဆိုတာဟာ undefined ဖြစ်တဲ့နေရာလေးပေါ့နော် undefined ဖြစ်တဲ့နေရာဆိုရင် graph ကတော့ဖြတ်လို့မရတဲ့ line အဲ့ဒီ line ကို asymptote line လို့ခေါ်တယ်ဒါဆိုရင်အခုဒီချေလို့ကဒီမှာ undefined ပါလာပြီဖြစ်တဲ့အတွက် asymptote line လေးပါလာမှာဖြစ်တယ်အဲ့ဒါ ten နဲ့ cot graph အတွက်ပေါ့နော်ဒါဆိုအခုဒီချေပိုင်းပိုင်းဒူးထည့်လိုက်တဲ့အခါမှာ tangent ဟာ undefined ဖြစ်သွားတယ်နော် 1.0မဟုတ်လို့ undefined ပေါ့တခါနောက်တစ်ခုเนาะနောက်တစ် point ကပိုင်းပိုင်းတူပြီးရင်ဗာပေးမလဲပိုင်းပေးမယ်ပိုင်းဆိုရင် sin ပိုင်းပိုင်း cos ပိုင်းဖြစ်မယ်ဒါဆိုရင် sin ပိုင်းက0ဖြစ်တယ် cos ပိုင်းက1 minus 1ဖြစ်တယ်အဲ့တော့0ပိုင်း minus 1ပေါ့နော်အဲ့တော့0ရရတယ်တခါ3ပိုင်းပိုင်း2ပေးမယ် 3 pi by 2ဆိုတော့ sin 3 pi by 2 pi cos 3 pi by 2ပေါ့နော်အဲ့ဒါ sin 3 pi by 2က minus 1ရတယ် cos 3 pi by 2က0ပေါ့ဒါဆိုရင်လည်း minus 1 by 0ဖြစ်သွားတဲ့အတွက် undefined ပေါ့နော် undefined ဖြစ်သွားတယ်တခါ3 pi by 2ပြီးရင်ဗာပေးမလဲ2 pi ပေးမယ်နော် 2 pi အဆိုတော့2 pi ဆိုရင်လည်း sin 2 pi ပဲ cos 2 pi ပေါ့နော်ဒါဆိုရင် sin 2 pi လေးက0ဖြစ်ပြီး cos 2 pi က1ဖြစ်တယ်နော်0 by 1ဆိုတဲ့အတွက်0ရတယ်ဒါလေးက calculator နှိပ်လဲရသလို unit စာကောင်မှာမြင်တတ်ရင်လည်းတန်းပြီးအလွတ်ရပြီးသားဖြစ်တယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်အခုဒါကတခြားတို့က1 unit စာကောင်အတိုင်းပေးလိုက်တဲ့ဟာလေးပေါ့နော် အဲ့ဒါပြီးရင်ထုံးစံတိုင်းတစ်ချက် minus ဘက်ကိုနှစ်ခုပေးမှဖြစ်တဲ့အတွက် minus ပိုင်းပိုင်း2ပေးမယ်နော် minus ပိုင်းပိုင်း2ဆိုတဲ့အတွက် unit circle နဲ့ပဲတစ်ချက်ရောရှင်းမှဖြစ်တယ်နော်အဲ့တော့ minus pi by 2ကဒီအောက်ဖက်ရောက်လာတယ်ပေါ့နော်ဒီနေရာလေးဒီတာ minus pi by 2ဒါဆိုရင်ဒီနေရာမှာ sin ပဲရှိမှာနော် sin တက်ဖို့က minus 1ရမယ်နော် sin minus pi by 2 by cos minus pi by 2လို့စဉ်းစားမှာနော် ဒါဆိုရင် sin minus pi by 2က minus 1ရပြီ cos minus pi by 2က0ရတယ်အဲ့တော့ minus 1 by 0ဖြစ်သွားတဲ့အတွက်သူကလည်း undefined line ဖြစ်နော်ဟော undefined ဖြစ်တယ်ဆိုတော့ asymptote line ဖြစ်မယ်ပေါ့ပြီးရင် minus pi ပေးမယ်ဒီချက်နော် minus pi ဆိုရင်ဒီဘက်ကိုဆက်လာဒီကိုရောက်သွားပြီပေါ့နော်ဒါဆိုရင် sin minus pi နဲ့ cos minus pi ဒါဒီချက်အကျန်းလေးပဲရေးတာပို့လို့နော်အဲ့တော့ sin minus pi က0ဖြစ်ပြီး cos minus pi က minus 1ဖြစ်တယ်0 by minus 1ပေါ့နော်အဲ့ဒါဆို0ရဒါဆိုရင်ဒါတီချာတို့ငိုငိုထုံးစံအတိုင်းပေးခဲ့တဲ့5 key point နဲ့အနှုတ်ဖက်နှစ်ခုပေါ့နော်အဲ့ဒါလေးပေးပြီးရင်ဒီချာ point ချကြည့်မယ်ဒါကိုအရင်ဆုံးနော်အဲ့ဒါမှမြင်မှာမို့လို့တီချာတန်းပြောလိုက်ရင်ကလေးတို့မမြင်မှာဆိုလို့နော်ဆိုတော့ point အရင်ချလိုက်မယ်ဆိုတော့ပထမတစ် point ဟာ အဲ့တော့ under fine ဖြစ်မဲ့နေရာလေးတွေမှာတကယ်လို့ရဲ့အဆမ်းတုပ် line လေးရှိမယ်ပေါ့နော်အဆမ်းတုပ် line လေးတွေကိုမြင်းချောင်းအရင်ဆွဲမယ်အဲ့ဒီနေရာဟာ graph ဖြတ်လို့မရဘူးပေါ့ graph ကသူ့ကိုထိလို့မရဘူးနော်ဆိုတော့ဘယ်မှာဆွဲမလဲပိုင်ပိုင်ဒူးမှာတစ် line 3ပိုင်ပိုင်ဒူးမှာတစ် line ပြင်ပါပေးမယ် minus ပိုင်ပိုင်ဒူးမှာတစ် line ပေါ့နော်3 line ဆွဲမယ်ဒါဆိုရင်အဲ့တော့ဒီ ဒါလေးက x exists ဒါလေးက y exists ပေါ့နော်အလဲမှာ0ရှိပါလိမ့်မယ်ဒါဆိုရင်ဒီချက်ဆွဲထားတဲ့ line လေးဒီ0ရယ်ဘာရလာမလဲ by by 2ရယ်ပြီးရင် by by 2ပြီးရင်ဘာလာမလဲ by လာမယ် by ပြီးရင် 3by by 2လာမယ် ပြင်ပါလာမလဲဒူပိုင်လာမယ်ခအနှုတ်ဖက်မှာကျတော့အနှုတ်ဖက်က0ပြီးရင် minus 5 by 2လာမယ်ပြီးရင်ပါလာမလဲ minus 5လာမယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်အခုတိချက်တာကအခုနာကပြောတယ် minus 5 by 2မှာ line တစ်ကြောင်း ိုင်ပိုင်ဒူးမလိုင်းတကြောင်3ပိုင်ပိုင်ဒူးမလိုင်းတကြောင်အခုအနီနဲ့ဒီစက် dot ဆွဲလိုက်တယ်အဲ့ဒါဟာအဆမ်းတုတ်လိုင်းဖြစ်တယ်ပေါ့နော်အဆမ်းတုတ်လိုင်းဆွဲပြီးတဲ့အခါမှာတီချာတို့ကအခု0နဲ့ဆိုရင်0နဲ့တွဲတဲ့ဟာတွေက x intercept ဖြစ်တယ် x ဝင် u ပေါ်မှာဖြတ်မဲ့အမှတ်ပေါ့เนาะအဲ့ဒါတွေက0.0ရဲ့ π, 0ရဲ့ 2π, 0ရဲ့ minus π, 0ရဲ့မှာဖြတ်မယ်เนาะဒါဆိုရင်ဒီဆိုရတာဝင်ယူမှာဖြတ်မှာက 0, 0မှာ1 point ဖြစ်မယ် π, 0မှာ1 point ဖြတ်မယ် 2π, 0မှာ1 point ဖြတ်မယ် minus pi comma 0မှာတကွเนาะဒါက x exists မှာဖြတ်မယ်ဟာဒါဆိုရင်အဲ့လို x exists မှာဖြတ်မယ်ဟာကို graph ကတချို့လိုဆွဲတဲ့အခါမှာဒီမှာဖြတ်မှာတော့ဟုတ်ပြီ graph ကဘယ်လိုထွက်လာမလဲဆိုတာကိုသိဖို့အတွက်နောက်ထပ်2 point ပေးဖို့လိုတယ်ဆိုတော့နောက်ထပ်2 point ပေးမယ်ဆိုရင်ဒီအလဲကိုကြည့်မယ်ပေါ့เนาะဒီ0 comma 0မှာဟာတချို့ရဲ့ x ဝင်ရိုးပေါ်မှာဒီနေရာမှာဖြတ်မှာပေါ့เนาะ0 x လဲ0 y လဲ0ဆိုတော့ဒီနေရာမှာဖြတ်မှာဖြတ်မှာဆိုတဲ့အတွက်သူ့ရဲ့ဒီဘက်ချမ်းကို2 point ပေးမယ်ဘယ်ဘက်ချမ်း2 point ညာဘက်ချမ်း2 point ပေးမှာပေါ့ဒီချက်တို့อ่ะเนาะအဲ့ဒါဆိုရင်သူ့ရဲ့ဘယ်ဘက်ချမ်းကို2 point ပေးမယ်ဆိုတော့ဒီမှာ0နဲ့ပိုင်ပိုင်တူးကြဆိုရိုးရိုး ဒီဂရီနဲ့အရင်စဉ်းစားပြမယ်နော်0နဲ့ -90 ပေါ့ -90 ကြားထဲမှာဘာတွေရှိမလဲ20လို့30လို့45လို့60လို့ဒီဂရီတွေမရှိဘူးလားရှိမယ်နော်အဲ့လိုရှိတဲ့ထဲကမှဒီမှာ30လို့55လို့60လို့ရှိမှာနော် အဲ့တော့အဲ့ဒီ30 60 45နဲ့ဘာကြောင့်စဉ်းစားလဲဆိုတော့ exact value ဖြစ်တဲ့အတိအကျတန်ဖိုးတန်းမြင်တာတဲ့ဟာကိုဒီချက်တော့သုံးတာဖြစ်တယ်။ degree ဆိုတာဟာ30 degree 15 degree 5 degree ကြိုက်တာတော့ရှိတာပေါ့ကြိုက်တာပေးလို့ရတယ်။သို့တော့ဒီချက်တော့ sign တွေ cost တွေမှာထည့်လိုက်ရင်ဓာတ်သမားတွေနဲ့ထွက်နေရင်ကိုကဆွဲရတာ exact value မဟုတ်ရင်ဆွဲဖို့တန်းမမြင်တာဘူးပေါ့နော်။ဒါကြောင့်မလို့ ဒီ30 45 60 special angle နဲ့ပေးကြည့်မယ်ဆိုရင်အခု tangent ဆိုတော့ဒီချေတို့က sin by cos နဲ့စဉ်းစားနေတာဖြစ်တဲ့အတွက် sin 30 cos 30နဲ့စဉ်းစားရင် sin 30ဆိုရင်ဘယ်လောက်ရလဲဒီချေအရှိမာတော့သင်ပြီးသားနေနော် sin 30ဆိုရင်1.2 cos 30က root 3.2ပေါ့ ဒါဆိုရင်ဒါတွေဆိုအပိုင်းကိန်းဖြစ်တယ်เนาะပြီးရင်60နဲ့ပေးမယ်ဆိုရင်လည်းပြောင်းပြန်ပြန်ဖြစ်သွားမှာပေါ့ sin 60ဆိုရင် root 3 by 2 cos 60က1 by 2ပေါ့เนาะအဲ့မှာ45ကျတော့နှစ်ခုစလုံးဒီ1 by root 2 1 by root 2ရတယ်ဒါဆိုရင်ပြန်ကြည့်သွားတဲ့အတွက် tangent ဒီ1ရတယ်ဟုတ်လားဒါဆိုဒီဟာနဲ့ဒီမပြတ်တဲ့ gain နဲ့ဆိုရင်ဘယ်ဟာလေးကပိုပြီးမြင်တာလဲ 45ကမြင်သားတယ်။ဒါကြောင့်ဒီတန်ဖိုးတွေကပေးလို့မရတာမဟုတ်ဘူးเนาะ။တချို့တော့ exact value ဖြစ်တဲ့အတိအကျမြင်သားတဲ့တန်ဖိုးလေးကိုပေးมาဖြစ်တယ်။ဒါကြတော့1.2ကို root 3.2နဲ့ဆိုင်းရင် 1. root 3ထွက်มาဖြစ်တယ်ပေါ့เนาะ။အဲဆိုတော့ကိုကမြင်သားတဲ့1ရတဲ့တန်ဖိုးကို ပေးมาမို့လို့30ကနေဟိုဘက်ကို45ပေးမယ်။ဒီဘက်ကို45ပေးမယ်ပေါ့။ နော်အဲဆိုရင် radian နဲ့ပဲသုံးမှာမို့လို့45ဆိုရင် radian ဆိုရင်ပို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 င်4ပေါ့နော်အဲဒါဆိုရင်ဒီချက်ကဒီဘက်0ရဲ့ဒီဘက်မှာ45ဟိုဘက်ကို45ပြီးမှဆိုတော့0ရဲ့ဒီဘက်45အနှုတ်ဖြစ်တဲ့အတွက် minus pi by 4ပေါ့အလေတဝက်မှာရှိနော် minus pi by 4အပေါင်းဘက်ကိုတဝက်ပြီးမယ် plus pi by 4ပေါ့ ဟုတ်ပြီလားကဲအဲ့ဒါဆိုရင်ပိုင်းပိုင်း4ကိုခုနကတချက်ပေးကြည့်တော့10ပိုင်းပိုင်း4ဆိုဘယ်လောက်ရတာလဲ10ပိုင်းပိုင်း4က1 10 minus ပိုင်းပိုင်း4က -1 နော်ဒါကြောင့်မို့လို့ခုနကတချက်တို့ဒီမှာ10 pi by 4လို့ယူမှာเนาะ sin pi by 4 by cos pi by 4ဆို1ရတယ်เนาะဒါကြောင့်မို့လို့ ပိုင်းပိုင်း4မှာဆိုရင်1ဆိုတော့ဒီမှာတကွိုင်းရှိမှာအပေါ်မှာဒီချက်တော့1ရှိတယ်လို့မြင်ပေါ့နော်ဒီနေရာမှာ1ရှိတယ်လို့မြင်လားဒါလေးက1ဝိုင်းတန်ဘုံနော်ဒီအောက်မှာက -1 လို့မြင်ဒါဆိုရင်ပိုင်းပိုင်း4ကောမှာ x ကပိုင်းပိုင်း4ဆိုရင် y က1ညရတယ်တခါ x က -π/4 ဆိုရင် -π/4 y က -1 ရတယ်ပေါ့เนาะဒီနေရာလေးမှာအဲဆိုဒီ point လေးက -π/4 -1 ဒါဆိုတီချာတို့က point ကဒီ point လေးရဲ့ဒီ point လေးရဲ့ဒီ point လေးရဲ့ကိုဆက်မှာဖြစ်တယ်ဆိုတော့ဘယ်လိုပုံလေးထွက်မလဲဆိုတော့ ဒီကနေစတက်သွားမှာဖြစ်တယ်နောက်ဒီကိုဖြတ်ပြီးတက်မယ်ကိုေးမယ်ဒီ0ကိုဖြတ်မယ်နည်းနည်းလေးကိုေးပြီးတော့ down line ပြန်တက်သွားမှာဖြစ်တယ်ဒါဆိုတီချာရီရဲ့ graph ကဒီလိုလေးထွက်မှာเนาะအဲ့လိုလေးထွက်မှာသူကဒီ assam တုတ် line တွေကို graph ကမဖြတ်ဘူးပေါ့เนาะထပ်ပြီးတော့တန်ဖိုးထပ်တိုးပြီးပေးလေဒီဒီဘက်ကိုကတ်လာလေးပေါ့ကတ်လာလေးဖြစ်ပေမဲ့ ဆက်ဆွဲလေဒီဘက်ကိုကတ်လေဖြစ်ပေမဲ့အစမ်းတုတ်လိုင်းကိုတော့မထိပ်ဘူးအောက်ဖက်လည်းအတူတူပဲဒီဘက်ကိုတံပိုးဆက်ပေးလေသူကဒီနားလေးကတ်လာလေတော့ဖြစ်မယ် grab ကပေါ့နော်တို့တော့ဒီအစမ်းတုတ်လိုင်းကိုမဖြတ်ဘူးပေါ့ဟုတ်ပြီလားအဲ့တော့တချို့တော့ဒီဘက်ကိုလည်းဆက်ပေးမယ်ဆိုရင်အတူတူပဲပေါ့နော်ဒီပိုင်ရဲ့ဒီဘက်ကိုဆက်ပေးလို့ရတယ်ပိုင်ရဲ့ဒီဘက်ကို minus ပိုင်ပိုင်4နှုတ်ပိုင်နဲ့ပိုင်ပိုင်4နှုတ်ဒီဘက်ဆိုရင်ပိုင်တဲ့ပိုင်ပိုင်4ပါ အဲ့ဆိုရင်လေဒီမှာ point to point ထပ်ထွက်ရင် graph တစ်ခုထပ်ရမှာဖြစ်တယ်တဘောပေါက်လားအဲ့တော့အခုဒီမှာကတော့ teacher တို့ကဒီ to point ပါရင်ရပြီပေါ့เนาะဒါကြောင့်မလို့ဒီဖက်တည်းရဖြတ်တဲ့ point ကိုတော့ကိုယ်ကဆက်မရှာတော့ဘူးเนาะတကယ်လို့ teacher တို့ဒီဘက်ဆက်ပေးခြင်းလဲရတယ်เนาะ intercept ဖြတ်မှတ် x ပေါ်မှာဖြတ်နေတဲ့အမှတ်ရဲ့ဒီဘက်ကို55ဒီဘက်ကို55เนาะအဲ့ဆိုတော့ဒီဘက်ဆိုရင်နှုတ်မှာဖြစ်တဲ့အတွက် minus point တွေက minus minus point by 4နှုတ်မှာเนาะ minus pi ထဲက minus minus pi by 4ကိုနှုတ်မှာဖြစ်တဲ့အတွက် minus pi plus pi by 4ဖြစ်မှာပေါ့အဲ့ဒါဆိုရင် minus 3 pi by 4ကိုမှာဆိုပြီးတော့ tangent ရှာလိုက်ဝိုင်းရမှာအဲ့တော့ဒီမှာတမှတ်ရမှာဒီဘက်ဆိုရင်ကျတော့ minus pi plus pi by 4ကိုပြီးရင်ဒီမှာတမှတ်ရမယ် နော်အဲ့တော့အဲ့ဒါတွေကတော့မလိုတဲ့အတွက်ရှာနီလေးသိအောင်ပဲဒီချေပြောပြလိုက်တာဖြစ်တယ်ကိုကဒီ2 point ရှာရင်ရပြီပေါ့ဂျန်တဲ့ဟာတွေကအစမ်းတုတ်လိုင်းပေါ်မှာကိုကဒီဖြတ်မဲ့ x intercept နေရာမှာဖြတ်မဲ့နေရာကိုဘာလုံးလိုက်ရင်ရပြီလဲဒီအရှိမှာ2 point ရှာထားတဲ့ graph နဲ့ sin 2 similarity လေးထပ်ဆွဲလိုက်ရင်ရပြီပေါ့နော် ဒီမှာလည်းတူတူပဲเนาะ point ရှာနေလေးကတော့တချို့ပြောပြပြီเนาะ x intercept ဖြတ်နေတဲ့အမှတ်ရဲ့ဒီဘက်ကိုပိုင်ပိုင်4 no ဒီဘက်ကိုပိုင်ပိုင်4ပေါင်းဒီမှာလည်းတူတူပဲပေါ့เนาะဒီဘက်ကိုပိုင်ပိုင်4 no ဒီဘက်ကိုပိုင်ပိုင်4ပေါင်းဆိုတော့အနှုတ်ဘက်ဆိုတော့ minus ပိုင်ပိုင်4နှုတ်ရမှာပေါ့အပေါင်းဘက်ဆိုရင်เนาะအပေါင်းပိုင်ပိုင်4နှုတ်မှာပေါ့နော်ကဲအဲ့ဒါဆို point ဆက်ရှာနီးလေးတော့ပြောပြပြီးဒါဆိုဒီချက်အချောဆွဲထားတာလေးပြပါမယ်ဆိုတော့ဒီချက်ရဲ့ graph ကဒီလိုလေးထွက်ပြပေါ့နော် ဒီလိုလေးထွက်တဲ့ပိုင်ပိုင်ဒူးမှာအဆမ်းတုတ်လိုင်းတစ်ကြောင်3ပိုင်ပိုင်ဒူးမှာအဆမ်းတုတ်လိုင်းတစ်ကြောင် minus ပိုင်ပိုင်ဒူးမှာအဆမ်းတုတ်တစ်ကြောင်เนาะပြီးရင်ဖြတ်မှတ်က minus pi by 0 pi comma 0မှာ2 point ဖြတ်မယ်0 comma 0မှာဖြတ်မယ် pi comma 0မှာ x intercept ဖြတ်မှတ်ရှိတယ်ဒီဘက်မှာ2 pi comma 0မှာလည်း2 point ရှိသေးတယ်เนาะထည့်လဲရတယ်မထည့်လဲရတယ်တချက်3ခုပဲဆွဲလိုက်တာမို့လို့เนาะ3ခုပဲဆွဲတယ်ပြီးရင် pi by 4ပေးထားတာဖြစ်တဲ့အတွက်ဖြတ်မှတ်သည် pi by 4 comma 1 2 point minus pi by 4 comma 1 2 point minus 1 2 point เนาะဒါဆို graph ကဒီလိုထွက်ပြီဆိုရင်ဒီ point ရဲ့ထွက်လာတဲ့ graph အတိုင်းကိုဒီ x intercept ဖြတ်မှတ်နေရာလေးမှာတူအောင်ဆွဲဒီမှာလည်း x intercept ဖြတ်မှတ်နေရာမှာတူအောင်ဆွဲเนาะဒီအရှိတခုလိုတူအောင်ဆွဲလိုက် point ကတော့ဒီနှစ်မှတ်ပိုင်ရင်ရပြီပေါ့ရမလားဒါကဘသူရဲ့ graph လဲဆိုတော့10ရဲ့ 10x ရဲ့ graph ဖြစ်တယ်ပေါ့နော် y equal to 10x ရဲ့ graph ဖြစ်တယ်။ရမလား ကဲဟုတ်ပြီအဲ့ဒါဆိုရင်တချို့တို့နောက်မှရေးရမယ်เนาะ domain တွေ range တွေဒီမှာကျတော့တချို့တို့မှာ mid line မရှိဘူးဒီလို graph မဟုတ်တဲ့အတွက်เนาะ amplitude မရှိဘူးเนาะ amplitude မရှိဘူးပြီးရင် mid line မရှိဘူးပေါ့เนาะ mid line နဲ့ amplitude နဲ့မရှိဘူးသူ့မှာ assemble line ပို့လာမယ် ထုံးစံတိုင်း period တော့စဉ်းစားရမှာဖြစ်တယ်เนาะ period စဉ်းစားမယ်ဆိုတော့ period ကသူကပိုင်းပိုင်း b ဖြစ်တယ်ပေါ့เนาะ period ရဲ့ formula ကပိုင်းပိုင်း b ဖြစ်တဲ့အတွက်အခု teacher ရဲ့10မှာက b က1ဖြစ်တယ်ပေါ့เนาะဆိုတော့ပိုင်းပိုင်း b ဆိုတော့ပိုင်းပေါ့เนาะပိုင်းဆိုတဲ့အတွက်ဒီမှာကဒီဘက်ကိုပိုင်းပိုင်း2ဒီဘက်ကိုပိုင်းပိုင်း2ဆိုတော့နှစ်ခုအကွာအဝေးပေါင်းလိုက်ရင်ပိုင်းဖြစ်တယ်เนาะဒါကြောင့်မို့လို့ ဒီနဲ့ဒီကြားဒီပိုင်တန်ဖို့ရှိတယ်အဲ့ဒါဆို period ပေါ့နော် one period နော် one period ကပါလဲပိုင်ဖြစ်မယ်နော်အဲ့ဒါဆိုပုံမှာပါရမှာကဒါလေးဆိုရင် ten graph ရပြီတချို့ကသူ့ကိုထုံးစံအတိုင်းရေးရမယ့်ဟာလေးတွေဆက်ရေးမယ်ပေါ့နော်အရှိမတော့တချို့ graph တွေမှာရေးသလိုပဲအခုသူကကျတော့ဘာကိုရေးရမလဲဆိုတော့အရင်ဆုံးအဆန်းတုပ်ရေးမယ်ပေါ့နော် အဆန်းတုပ်အဆန်းတုပ်ကကြတော့အခုနာကတချို့ဆွဲထားတဲ့ line တွေဒီ x တန်ဖိုးနေရာမှာကြီးထားတာဖြစ်တယ်ပေါ့နော်ဒါဆိုရင် undefined ဖြစ်နေတဲ့နေရာလေးတွေဒီအဆန်းတုပ် line ဖြစ်တာဖြစ်တဲ့အတွက် x တန်ဖိုးတွေဘယ်နေရာတွေမှာလဲ pi by 2 3 pi by 2 minus pi by 2เนาะဆိုတော့ဟိုအနောက်မှာ minus 3 pi by 2လဲဆက်ပြီးလို့ရသေးတာဖြစ်တဲ့အတွက် undefined ဖြစ်နေတဲ့နေရာဒီ x equal to plus or minus pi by 2ရဲ့ plus or minus 3 pi ရဲ့ y axis အတိုင်းတစ်ပတ်တစ်ပတ်လေတိုင်းမှာ undefined ဖြစ်မှာပေါ့နော်တစ်ပတ်တစ်ပတ်လေတိုင်း y axis တန်ဖိုးလေးတွေဟာအဆမ်တုပ်ဖြစ်မှာဒါကြောင့် h equal to h တန်ဖိုး plus or minus pi by 2နော် plus pi by 2နဲ့ minus pi by 2မှာရှိမယ်နောက်ပြီးရင် plus or minus 3 pi by 2ဆိုတော့ h တန်ဖိုး3 pi by 2နဲ့ minus 3 pi by 2မှာရှိမယ် and so on ပေါ့ဆက်ပြီးတော့ y axis အတိုင်းဆက်ရှိမှာဖြစ်တယ်နောက်မှ and so on ပါမှန်မှန်တယ်နော် ascent တော့ပြီးရင်ဒီချက် domain စာရေးမယ်အလိုတွေ့ရည်လေဆိုတော့အဆမ်တုတ်ကဒီ graph ကပေါ့ဒီ cherry ရဲ့ graph လေးတွေဒီတစ်ခုချင်းစီဟာအဆမ်တုတ် line ကိုထိလို့မရဘူးပေါ့เนาะဒါဆိုရင် graph ဟာအဆမ်တုတ် line ကလွဲပြီး နော် graph point လေးတွေဒီ x axis ပေါ်မှာကြိုက်တဲ့နေရာမှာခြားရှိတယ်ဘယ်နေရာမှာပဲမရှိတာလဲအစမ်းတုတ် line ပဲမဖြစ်ရတာပေါ့ဟုတ်ပြီလားဒါကြောင့်မို့လို့တချို့ရဲ့ domain ဒီ domain ဒီ the set of a such that x set tempo ဒီ not equal to ပေါ့ဒီ tempo မှာလွဲ၍ကျန်တာအလုံးဖြစ်လို့ရတယ် graph ကနော်ဒါကြောင့် x not equal to plus or minus 5.2 comma plus or minus 3 by by 2 comma and so on ဒါသူ့ရဲ့ domain เนาะဒီ term 4ကလွဲပြီးကျန်တာအားလုံးဒီသူ့ရဲ့ domain ဖြစ်တယ်ပေါ့เนาะ graph ရဲ့ graph ဆွဲလို့ရတယ် x intercept ရေးမယ်เนาะ ax intercept x intercept က x ဝင်ရိုးပေါ်မှာဖြတ်နေတာဟာ0နဲ့တွဲတဲ့နေရာတွေပေါ့ y 0နဲ့တွဲတဲ့နေရာတွေအဲ့ဒါဆိုဘာတူလို့ရလဲ0 pi two pi minus pi มาละถ้าส่วนเนี้ยที่เชิญ zero สามเอ plus or minus pi plus or minus two pi ตัวจะรอ x exists อัตราหมา x เป็นอยู่พิมพ์ชีเมถ้าจะมูลุ x intercept ส่วนเนี้ยเป็นมาพิมพ์เลย x equal to zero plus or minus pi plus or minus two pi comma and so on ပေါ့เนาะတခါပြီးရင် range ရေးမယ် range က y axis ကိုကြည့်ရတာဖြစ်တဲ့အတွက်ဒီချရီရဲ့ graph တစ်ခုကိုပဲကြည့်လိုက်ရင်ရပြီပေါ့เนาะတစ်ခုကိုကြည့်ရင်အလယ်မှာ y tan 0အပေါ်မှာဆိုကြိုက်တလောက်ဆက်ဆွဲလို့ရတယ် infinity ထိ အောက်ဖက်လည်းကြားရတဲ့လောက်ဆက်ဆွဲလို့ရတယ် minus infinity အထိဒါဆိုရင် wind down ဘိုးပုံမှာ0မှစ plus infinity minus infinity အထိဆွဲလို့ရတဲ့အတွက် real number ပေါ့နော်အဲ့ဆိုသူရဲ့ range ဒီ r နော်ကဲဟုတ်ပြီခုန period ကဘာလို့ပြောခဲ့လဲ period ဒီပိုင်ဖြစ်တယ်နော် formula အရဆိုပိုင်ပိုင် b ပေါ့နော်သူရဲ့ formula ဒီပိုင်ပိုင် b ဖြစ်တဲ့အတွက်ပိုင်ပေါ့ ရပြီလားဒါဆိုရင်အခု teacher တို့ tangent ရဲ့ graph လေးကိုရသွားပြီဖြစ်တယ်ဒါစုံသွားပြီပေါ့နော် tangent graph မှာဆိုရင် teacher တို့အားလုံးစုံသွားပြီဖြစ်တယ်ကဲအဲ့ဒါဆိုရင် နောက်မှာ teacher အတွက် cot graph လေးကိုဆက်ပြီးဆောင်ကြည့်ပေးပါအားလုံး